ဘာကြောင့်ပန်ချွာပြေမကခုတီမကျွလို့ဖိနေရှိနေကြတာလဲမင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရင်မြမသမိုင်းရာဇဝင်နေမှာအောင်ဆိုခဲ့ကြတဲ့မိဂရီတီနီတူတိုင်းပြည်ကိုလက်ယုံရည်နှလုံးရည်နဲ့အုပ်ချုပ်နိုင်တဲ့သူတဦးကရာဇဝင်နေတဲမှာရှိခဲ့ပါရင်ထို့သူကတော့ပိတ်တနိုးလို့ခေါ်တဲ့ပြူမျိုးကိုပိုင်စားအုပ်ချုပ်တဲ့ပန်ချွာပြေမကြီးကြောင့်ကရာဇဝင်နေတဲမှာလုံးဝမေ့လို့မရတဲ့အဖြစ်ပြက်တစ်ခုဖြစ်ရှိနေကြတာဖြစ်ပါရင် ီတော့ပေတရုမျိုးကြီးရဲ့ပိတ်ကင်သူဖြစ်ရှိခဲ့တဲ့ပန်ချွာပြမကြီးအကြောင်းကိုသိရဖို့တွင်ဗီဒီယိုလေးကို အဆုံးထိတူတူကြည့်လိုက်ရအောင်ပါပေတနုပြမကြီးရဲ့ဖခင်ဖြစ်တဲ့ဆုနာတံဘဝကနောင်တော်အကိုကြီးဖြစ်တဲ့မဟာတံဘဝထီးနန်းဆက်ခံပြီးရောဆုံးပါသွားချိန်မှာထီးနန်းမွေကိုဆက်ခံခွင့်ရခဲ့ပါတယ်ပေတနုပြမကလည်းဆုနာတံဘဝသမီးချင်းဖြစ်တော်မူပြီးတော့မေတော်ကတော့စန္နာမုခိပဲဖြစ်ပါတယ် ဆုနာတမဝါကနောင်တော်ကြီးကံကောချိန်မှာတော့သူ့ရဲ့မိဖုရားရက်ရာကိုကိုရင်ဖြစ်သူရဲ့မယဲကြီးဖြစ်တဲ့ဘေဒာယီကိုသာမိဖုရားကောင်ဖြစ်ဆက်လက်မြောက်စားခဲ့တာကြောင့်ဆန္နာမုခီကလုံးဝယူကျိုးမရဖြစ်ကသူမရဲ့တမီးတော်ပိတ်တနိုးကိုခေါ်ပြီးတော့ပုပ်ပားရက်သူပြန်သွားခဲ့တာဖြစ်ပါသည်။အဲဒီနောက်မှာတော့လန်ခီသွားနေစင်မှာကုံမဝဒီပြည့်ရှင်နဲ့တွေ့ဆုံပြီးတော့မင်းကြီးအားဆန္နာမုခီကိုချစ်ခင်ဆုံးမသွားခဲ့တာကြောင့်ချက်ချင်းမိဖုရားကောင်နေရာကိုပိတ်ကပိပလိဒေဝီဆိုတဲ့ဘွဲမျိုးကိုပေးခဲ့တာဖြစ်ပါသည်။ ဘရင်ကစန္နာမူခိသဘောတိုင်နေပြီးခဲ့တယ်လို့ကလေးလေးမထွန်းကားခဲ့တာကြောင့်ပိတ်တနိုးဆိုတဲ့ကလေးမလေးကိုပဲပြေဝါဆောက်ရှောက်ပေးခဲ့ပါရီဒါကြောင့်မင်းသူမရှိတော့ရင်နမ်ဝင်ဆက်ခံဖို့မိန်တော်မူခဲ့တယ်လို့ရင်းလေပြင်းဒေတာခေါ်ပြူဒေတာကိုလည်းပိတ်တနိုးမျိုးဆိုပြီးတော့ခေါ်တွင်စေခဲ့တာဖြစ်ပါရီခမီးတော်ရင်းခဲ့တဲ့ဆောက်ရှောက်ပေးခဲ့တဲ့ကမာဝတီပြည့်ရှင်ကြီးဟာ ။တမီးတော်ပိတ်တနိုးကိုငယ်စဉ်တည်းကပင်စီရင်စီယာမှာကျွမ်းကျင်အောင်သင်ကြားပေးခဲ့ပါရီ။မိခင်ဖြစ်သူကလည်းအညိုနဲ့နန်းတွေးနဲ့ကနေစွန့်ခွာခဲ့တာကြောင့်ဖခင်ဖြစ်တဲ့စူနာတဘဝဘေဒာကြီးနဲ့သူတို့ရဲ့သားတော်တူတပောင်တို့ကိုလုံးဝခွင့်မလွတ်ဖို့ရိုက်သွင်းပေးခဲ့တာ။အမုန်းတရားတွေကိုတမီးတော်အမြဲမှတ်နေအောင် ပြောထားခဲ့ပါရီ။ပန်ထရာဘီမယားကအစကတည်းကရန်ညိုးဖွဲ့ထားခဲ့ပြီးတော့ဘေဒာကြီးရဲ့သားဖြစ်တဲ့ဒုတပောင်မင်းသားကတော့ပန်ထရာဘီမယားရဲ့ချုံမောလာပနေမှုစီးရေးစစ်မဲ့ရာမှာထမျက်မှုတွေကိုကျွေးစင်းနေခဲ့ပါရီ အချိန်ကာလတွေတစ်ဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီးပန်းထွာပြမရဲ့ပထွေးတော်ဖြစ်တဲ့ကောမာဝတီပြည့်ရှင်နေရွာဆန်တဲ့အချိန်မှာတော့ပိတနိုးမျိုးကိုပန်းထွာပြမကိုယ်တိုင်ရင်းဝဲပိုက်ပြီးတော့ဆောက်ရှောက်ခဲ့ပါတယ်။အဲနောက်မှာတော့ရသေးမျိုးရဲ့ဆက်ခံတဲ့ဘရင်ဖြစ်သူကလည်းအင်းရှိဆန်ဖြစ်နေတဲ့ဒွတ်တမောင်မင်းသားကနန်းတက်လာခဲ့ကတကူလာဆန်တရရဲ့နေ့သာသနာတော်တရတခုနဲ့တရင်ခစ်တရာဆိုတဲ့မျိုးကြီးကိုတီထောင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ဒွတ်တမောင်မင်းကြီးဟာ ဖုံးတကူတော်နေလွန်စွာပြည့်စုံတော်မူပြီးယသိတကြငကာဂလုံးစံဒီယသိပရာမီသူရာသူတော်စင်တွေအားလုံးကဆောက်ရှောက်ကြရလို့မှတ်တမ်းတွေမှာဖော်ပြထားပါရည်။ဒါကြောင့်မင်းကြီးရဲ့ရှင်ဝါဟာတော်လေးကိုမှထွန်းကားနေတာကြောင့် အင်းဒီချင်းနိုင်ငံများကလက်ဆောင်ပနာများဆက်တာခံပေမဲ့အညှိုးကြီးတဲ့ပေဒနိုးရှင်ပန်ထွာဘီယမကတော့မပါရှိခဲ့ပါဘူး။ဒါကြောင့်မလို့ဘီယင်ကပန်ထွာဘီယမရဲ့မာနောက်ကိုသဘောကျသွားခဲ့တယ်လို့သူမရဲ့ချုံမော်လာပါမှုကြောင့်မေးကြည့်စင်းနေခဲ့ပါရီ။ဒါကြောင့်မလို့တစ်တပါမိကြီးအားရွှေလန်းငွေလန်းဖောက်ဖို့အတွက်ပန်ထွာဘီယမကိုကန့်လန့်ခဲ့ပါရီ။ ဒါပေမဲ့ညိုကြည့်ရဲ့ဘီယမာကတော့ခွင့်မလွတ်ဖ ೇನೆ ညင်းလို့ခဲ့တယ်လို့မင်းကြီးရန်ကိုလည်းကြောက်တာကြောင့်မလို့ပိတ်တနိုးမျိုးကိုတိမ့်ပိုက်မှာဆိုတာကြောင့်ရန်ပေချောင်းထက်မှာရှိကြတဲ့တောင်တန်းမှလာတဲ့တောင်ကျချောင်းရီကိုချောင်းတွင်းစုကရေတကားများအစစ်စစ်တိစောက်ထားခဲ့ပါတယ်။ ဒါရင်မကသေးပဲနိတေခိတရာတက်ကြီးခြေတက်လာက မောင်းတီးတာနဲ့ရေတကားမှရေများထွက်လာပြီးရန်သူစစ်သည်စင်မြင်းများကိုပါတိုက်စားရင်ပလန်ချထားခဲ့တာဖြစ်ပါသည်ဒုတိယတစ်ခါမှလေတေခိတရာတို့ကိုဘီအမကြီးဟာမဟာအတူလာစီရောကြီးကိုတိုက်ခတ်တာကြောင့်ရေများတလက်ဟောစီစဉ်ကတေခိတရာတက်သားများအလဲလေးအပြူပြူနဲ့တက်ဆုပ်ခဲ့ရတာဖြစ်ပါသည် ဒါကြောင့်မင်းဘီရင်ကြီးဟာမဟာတုလစီတော်ကြီးကြောင့်ဆိုတာကောက်ကောက်သိရှိနေကြတာဖြစ်တဲ့တွင်အဆိုပါစီတော်ကြီးကိုဖျက်သိမ်းရင်ယဟန်တုတပါးကိုဆေးလွတ်တော်မူပါရီ ဒေါသကြီးပြင်မစေတဘောရာတိမ်မွေးတဲ့ပေတနုပြင်မှာကတော့ရဟန်းတုကိုယုံစားမိခဲ့ပြီးအစိုးရရဟန်းကလည်းခွင့်ရတာနဲ့မဟာတုလာစီတော်ကြီးကိုတိတ်ထိတ်တင်ရန်ဆိုပြီးတော့ဖြည့်ဆည်းပစ်ခဲ့တာဖြစ်ပါတယ်။နောက်ရက်လဲကြတော့တေရခေတ္တရာတက်ကြီးချစ်တက်လာရာဘီယမကြီးရဲ့စီကလည်းပျက်စီးသွားခဲ့တာကြောင့်ပေတနုပြင်မကြီးလည်းရှုံကြီးရှုံခဲ့ရတာဖြစ်ပါတယ်။ဘီယမကြီးရဲ့ရေထဲမှာတော့အပူပေါ်ပူဆင်းခဲ့ရပြီးမိခင်ပြောထားတဲ့စကားများသူမပိုင်ဆိုင်ထားတဲ့ပေတနုပြည်ကြီးပျက်စီးကရဲမဲ့ပူပါများတေးကြခြင်းပြည်သူများအကြောင်းမဲ့တေးကြရခြင်းတို့ကြောင့်အညိုး တွေကိုအတော်လေးပြင်းထန်လာခဲ့ပါတယ်။ဘယင်းဖြစ်သူကတော့သူ့ဘဝမှာအလိုချင်ဆုံးဖြစ်တဲ့ပေတနိုးဘီယံမာကြီးကိုပိုင်ဆိုင်ထားခဲ့တာကြောင့်အားလုံးပြည့်စုံသွားပြီထင်ပြီးတော့ပေတနိုးဘီယံမာကိုလည်းလူတွေသိမရှိအောင်ထားခဲ့ပါတယ်။ဒါပြင်ပက်ထရာဘီယမကိုမိဖုရားအရရာကိုဆက်ခံစေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘီယမမှာရှိတဲ့ရညိုးတွေကပြည့်မသွားဘဲအမုန်းတွေပဲရှိရကြောင်းအခွင့်သာရနဲ့ဖုန်းတကောပြည့်စုံတော်မူတဲ့မြင်းကြီးဟာလုတ်ကျန်ခဲ့ပါတယ်။သူမရဲ့ရင်တွေကအညိုအာကာတာတွေဟာရှိတာကြောင့်မလို့ ုတ်တန်တပြင်းမှရလာတဲ့ပေါ်ဝါကိုယူကမင်းကြီးအားပေါ်ဝါဆက်သားခဲ့ပါရီမင်းကြီးအားလည်းသူ့လိုချင်တဲ့မြေတားတွေကိုရရှိခဲ့ပြီလို့ပြောကအစိုးရပေါ်ဝါကိုတုတ်ခဲ့ပြီးမျက်နှာမှာရှိတဲ့ နက်မြက်ရှင်တော်ကလည်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အစိုးရချိန်အားစပြီးတော့မင်းကြီးရဲ့ဖုန်းတုတ်ကလည်းဘာမှမရှိတော့သလိုကန်ဆုံးမှုများလည်းဇက်တိုက်ဆိုသလိုမဖိတ်ခေါ်ဘဲနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုလုပ်ခဲ့တဲ့ကြိုးကျေးဇူးတွေကြောင့်မကောင်းမှုဟာစိတ်ကိုရမရှိဘူးဆိုတဲ့စကားအတိုင်းပက်ထရာဘီမရဲ့အပြက်တွေကတူတော်ကြိုးပေးဖြစ်ခဲ့ပါတယ်။မင်းကြီးကိုလှုပ်ကြံတာကြောင့်မိဖုရားများကစူပါပြီးအေဂရီပန်ထရာဘီမရဲ့စားစရာတွေမှာအစိတ်ကိုထည့်ပြီးတော့လှုပ်ကြံတော်မူခဲ့တာဖြစ်ပါတယ်။တရံဆဲဆဲချိန်မှာပန်ထရာဘီမရဲ့အမုံမိတွေကချုပ်ငိမ့်မသွားဘဲတည်ရခက်တရားမှာပေပင်တွေ င်းငါးလာမှသည်ငါးလာမှကြီးဆိုပြီးတော့အမုန်းကြီးစာတက်ခဲ့တာဖြစ်ပါသည်။ဟုတ်ကဲ့ပါဒေါသရင်မျိုးတွေနဲ့ဆုံးသက်ခဲ့ရတဲ့ပိတ်တနိုးမျိုးရဲ့ပဲ့ကန်ရှင်ပန်ထရာဗီမအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါသည်။နောက်လာမယ့်စီစဉ်နေ့မှလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုထပ်မံတင်ဆက်ပေးမှာဖြစ်တာကြောင့် channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။